ကျွန်ုပ်ဒီ Devam Center Ready ဖြစ်ပြီးအထူးကအသေးရောဂါနဲ့အသေးစားထိုးကုသမှုဆိုင်ရာအကြံပေးဆရာဝန်ဖြစ်ပါသည်ထို့ကြောင့်ကျွန်ုပ်ဒီကျန်းမာသောအသေးကိုမြည်သူထိန်းသိမ်းရမည်ကိုပြောပြပါမည်ထို့ကြောင့်အ धिक အကြံပြုချက်များမှာကျွန်ုပ်တို့ဒီကိုယ်လေးချင်းကိုတင့်တင့်စွာထိန်းသိမ်းရမည်ဖြစ်ပြီးကာဘိုဟိုက်ဒရိတ်ကိုလျှော့ချရမည်ဖြစ်ပြီးထာရကိုထိန်းညှိထားရမည်ဖြစ်ပါသည်နှစ်ကတိအချက်မှာနေ့စဉ်45မိနစ်ခန့်ပုံမှန်လေ့ကျင့်တန်ပြုလုပ်ရမည်ဖြစ်သည်နှစ်၄ခုမြောက်ချက်မှာ လူနာများသည့်အရက်ဤဘေးကင်းသောအကန့်အသတ်များကိုသိရှိရမည်။သို့မဟုတ်အရက်မတောက်တဲ့မှာနောက်ခုမြောက်ချက်မှာလူနာများသည့်စိတ်ထွက်ဝဲအပင်ဆေးများသို့မဟုတ်ဆေးဆိုင်တွင်ရနိုင်သောဆေးများကိုမတောက်တဲ့မှာနှစ်စက်ထမအချက်မှာပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ရမည်ဖြစ်ပြီးနှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ၏ပုံမှန်အစိတ်ပိုင်းခေတ်အနီးအနားရှိဆေးရုံတွင်အတဲယောဂအထုကုဆရာဝန်နှင့်တိုင်နီကုသမှုရယူပါ